ဟုတ်ကဲ့အလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာကတော့ဗောနော်ကျွန်တော်တို့တွေဒီကိုယ့်ရဲ့မိဘနှစ်ပါးကပုံစံကုန်ဗောနော်လေယာဉ်မီလုပ်ပိုင်ခွင့်ပြုလက်မဲ့ပုံစံကုန်စာအုပ်ကိုရထားတယ်ကိုမိဘနှစ်ပါးဆုံးသွားတယ်ဆိုရင်ဗောနော်ဒီကြမ်းရေးတဲ့သားသမီးတွေအနေနဲ့ဗောနော်ဘယ်လိုမျိုးအမွေဆက်ခံမလဲဘယ်လိုမျိုးကိုယ့်ရဲ့နာမည်ပြောင်းမလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးမှာအသေးစိတ်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီလေယာဉ်မြေကြီးဆိုတာကပေါ့နော် ကရမြေဘိုးဘပိုင်မြေမဟုတ်တဲ့ပုံမှာကျွန်တော်တို့ကတန်းပြီးတော့ဒီလေစီဌာနအနေပေါ့နော်ကိုယ့်ရဲ့ဒီအမွေစက်ခံဖို့ဆိုပြီးတော့မှတန်းပြီးတော့ရှောက်လို့မရပါဘူးပေါ့နော်ဒါကိုရှောက်ဖို့အတွက်ကျွန်တော်တို့ကအမွေစက်ခံခွင့်လက်မဲ့ဆိုတာလေးလိုအပ်လာတာဖြစ်ပါတယ်အဲ့တော့အမွေစက်ခံခွင့်လက်မဲ့ဆိုတာကပေါ့နော်ဒီတက်မှာဒီဆုံးသွားတဲ့မိဘတွေရဲ့နော်သာသမီတွေဖြစ်တဲ့နော်တယောက်ရှင်းရှိမယ်နှစ်ယောက်၃၄၅ယောက်ပေါ့နော်သာသဖြင့်ဒီလိုမျိုးရှိလာတယ်ဆိုရင်ကျွန်တော်တို့ကတာမန်ကရဲမြေဘိုးဘပိုင်မြေဆိုရင်ပေါ့နော် ကျွန်တော်တို့ကဒီ အဲတစင်ရဒီမြေယာဌာနတွေเนาะစီပင်ယုံတွေမှာကိုယ့်ရဲ့ဒီကျွန်တော်ရဲ့ delay ထုံးတဲ့အရာပေါ့နော်ဒီမြေကွက်ကိုဒီလိုမျိုးပေါ့နော်အမွေစက္ကန့်ဝင်ရှိတယ်ဆိုပြီးတော့မှာ3လင်း5ရောက်တပြိုင်တည်းဆက်လို့ရတာဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ကဒီဟာကကျတော့ layer မြေဖြစ်တဲ့ပုံမှာ layer မြေဆိုတာကနိုင်ငံတော်ကပိုင်းတာဖြစ်တယ်เนาะ layer မြေကိုကျွန်တော်ကပိုင်းဆိုင်ခွင့်အနေနဲ့ဘယ်သူမှအမွေစက္ကန့်လို့မရပါဘူးပေါ့နော် layer မြေလုံးပိုင်းခွင့်ကိုပဲအမွေစက်ခံလို့ရတာဖြစ်ပါတယ်ဒါလေးတစ်ချက်ကိုသိထားဖို့လိုအပ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီတော့ပေါ့နော်ကျွန်တော်ကဒီအမွေစက်ခံခွင့် လက်မှတ်ပေါ့နော်တသိကန်လက်မှတ်ကိုကျွန်တော်ကတရားရုံးမှာရှောက်ထားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီအမွေစက်ခန့်ခွင့်လက်မှတ်ဒီတသိကန်လက်မှတ်ကကြတော့မိဘတွေရဲ့နော်ပုံစံကုန်ပေါ်မှာကိုကအမွေစက်ခန့်ခွင့်ပိုင်ဆိုင်ပါတယ်ဆိုတာမျိုးကိုပြောပြထားတာမဟုတ်ပါဘူးပေါ့နော်ကျွန်တော်ကအမွေစက်ခန့်ခွင့်လက်မှတ်တသိကန်လက်မှတ်ဆိုတာကဘာလဲဆိုတော့ ဒီဆုံးသွားတဲ့မိဘတွေကပေါ့နော်ရရရှိတဲ့အကျွေးမိတွေပေါ့နော်ပြောချင်တာကိုယ့်ရဲ့မိဘတွေကတခြားသူတွေစီကနေအကျွေးတွေရစရာရှိတယ်ဆိုရင်เนาะအဲ့အကျွေးတွေကိုတောင်းနှံပို့ရအတွက်ကိုเนาะဒီတရားရုံးကနေထုတ်ပေးတဲ့တသိကံလက်မှတ်ပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးကိုရပြီဆိုမှသာအဲ့ရဲ့ပေါ့နော်အမွေစက္ကန့်ခွင့်အထောက်ထားအနေနဲ့ဒီငဘမူလာကိုမိဘနာမည်ပေါက်တဲ့ပုံစံကိုမူရင်းနဲ့ပေါ့နော်ပူးတွဲပြီးတော့မှကျွန်တော်မျိုးနဲ့ဦးစီးဌာနမှာပုံစံကိုပုံစံနဲ့ရှောက်ထားမှာဖြစ်ပါတယ်ပေါ့နော် အဲ့လိုမျိုးရှောင်းမှသာကိုရဲ့ဒီကျန်တဲ့နာမည်တွေဘာတွေပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်အမွေစက်ခံတက်တဲ့ခံလက်မှတ်ကိုရှောက်ထားတဲ့နေရာမှာလေပေါ့နော်ကျွန်တော်ကလေယာဉ်မြေဦးတွေပုံမှန်6မှာပြထန်းထားတယ်ပေါ့နော်ကျွန်တော်တို့ဒီတောင်သူလက်သမားအိမ်တော်စုဝင်ဖြစ်ရမယ်ဆိုပြီးပြထန်းထားတယ်ဒီတော့ဒီကြံရှိနေတယ်ပေါ့နော်အမွေစက်ခံဝင်ရှိတဲ့တပ်သမီးတွေကပေါ့နော်3 4 5ယောက်ရှိတယ်အဲ့တည်းကနေမှာပေါ့နော်ကိုကဒီငကိုကိုရဲ့မိသားစုအိမ်တော်စုကနေကိုကခွတ်ထွက်သွားတယ်ဆိုရင်တော့နည်းနည်းလေးအားနေချက်လေးရှိတယ်ပေါ့နော်သူကဒီလေယာဉ်မြေဦးတွေပုံမှန် ချောင်းမှာပြထန်းထားသလိုပေါ့နော်ဒီဟာကိုတောင်သူလေသမားအိမ်အောင်စုရဲ့မိသားစုဝင်ရှင်ပို့ပြီးတော့ဦးစားပေးနော်ခံရမှာဖြစ်ပါတယ်ပို့ပြီးတော့ရာနိုင်ကြီးများတယ်လို့နော်ဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒါလေးတစ်ချက်ကယူဆိုင်တင်ပါတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီအမွေစက်ခန့်ခြင်းအုပ်စုတွေပုံမှန်ပေါ့3ခု3ရဲ့4အရာပေါ့နော်ကျွန်တော်ကဒီအဲတာသမီ3 4 5ယောက်ရှိတယ်ဆိုရင်ဒီတသိကံလက်မှတ်ကိုနော်တဦးတယောက်တည်းကိုပေးဖို့ရာစိုးရိမ်နေဆိုရင်ပေါ့နော်ပူးတွဲပြီးတော့မှရှောက်ထားလို့ရပါတယ်။နော်အဲ့လိုမျိုးပူးတဲရှောက်လိုက်လို့ရှိရင် ပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ဒီဗီဒီယိုလေးကနေ sharing လုပ်ပေးပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် see you next video bye bye